တထေးရက်ကွဲဆိုတထေးတွေကြီးပဲနေကြတာလေအဲ့နဲ့လူနဲ့ဘလောက်တိအောင်ပတ်သက်နေတုံးဆိုတော့အဲ့ဆောပြလက်ထက်တုန်းကကင်းကမြေကန်းကျိမှာပါတလီဆိုတဲ့ရွာကိုမြို့ပြတီထောင်တဲ့မြို့ပြတီထောင်မှု မြေခွက်တွေချတဲ့အချိန်မှာအဲ့ဒီမြေခွက်တွေ တရားတွေရိုက်ပြီးဆိုကြရက်တတိယတရားဥကုန်ပြီတဲ့တတိယရင်လာပြီနေရဥတယ်တဲ့အဲလူတွေမသိဘူးဘသူကသိတော့ဆိုမြတ်စွာဘုရားဒေဝဆကုနဲ့ကြီးတဲ့အခါသိတာကောင်းမေဆိုတဲ့နေရကိုတကိုးကြီးတဲ့နှက်ကယူထားတယ်သူစင်တန်နဲ့သူပဲအဲ့တကိုးကြီးဆုံးနှက် ရှူတဲ့နေရကို မျိုးပြပလန်ချတဲ့ပုဂ္ဂိုလ်တွေကဘုရင်နန်းတော်အဖြစ်ဆောက်ဖို့စိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့နေရာသည် နတ်တွေကတကိုးကြီးဆုံးနတ်ကယူထားတဲ့နေရာပဲဖြစ်တယ်အဲ့တော့တကိုးကြီးဆုံးပုဂ္ဂိုလ်နေရာကိုတကိုးကြီးဆုံးနတ်ကနေသူ့ဆင်းနဲ့သူနေကြတယ်ဆိုတဲ့ပဲအဲ့ဒါပတ္တိဆိုတဲ့ရွာကြီးကိုမြို့တီတုံးကမြတ်စွာဘုရားက လောကကြီးကိုကြည့်လိုက်တဲ့အခါဒေဝဆက်ခုထဲမှာဟာပါတလိမြို့ကလေလူတွေကတအကွက်ရိုက်တယ်လို့ထင်တာနတ်တွေကလည်းနေရာတွေယူထားလိုက်ကြတော့ပါလားကြည့်လိုက်တကိုကြည့်တဲ့နတ်တွေနေရာယူတဲ့နေရာပင်းစိုးရစာနေရာသူတဲ့အဆင့်တစ်ဆင့်နေသွားရင်မူကြီးမရအဲ့တဲ့တစ်ဆင့်နေသွားရင်တထေးသေးကျွဲအဲ့တဲ့တစ်ဆင့်နေသွားတယ်ကြတော့တမန်ရကွက်တွေဖြစ်သွားသူအဆင့်လိုက် လူတွေရဲ့အဆင့်လိုက်နတ်ကလည်းပေါင်းသက်ဆက်ဆက်ဒါကတော့မှန်တာပဲတထေးရက်ွက်ဆိုတထေးတွေကြီးပဲနေကြတာလေအော်သူဆင်းလိုက်သူ နေကြတယ်ဆိုတာသဘာဝကြပါဘောကြချမ်းသာပြီးဆင်းမြဲတဲ့လူတွေနေရဘုံကရှိတဲ့လူတွေနေရတတ်တရားလည်းဘုံကရှိတဲ့တတ်တရားနေကြ ခေတ္တရန်ကုန်မြို့ကတင်းကြိုင်းနေတယ်မှာအိမ်နေဆောက်တာကြတော့ဘသူတွေနေကြတယ်တော့မသိဘူးနော်တင်းကြိုင်းနေရတော့မြတ်မြတ်လူနေရဌာနတွေဖြစ်ကုန်တယ်အဲတကူကြီးတဲ့နတ်ရောက်လို့ရှိရင်တော့တကူမကြီးတဲ့နတ်တွေကအလိုလိုဘေးခွာသွားကြရတာဒါသဘောပါပဲ လူမမဟုတ်ဘူးတိဆန်လောကလည်းဒီတိုင်းပဲတိဆန်လောကလည်းဒီတိုင်းပဲတကူကြီးတဲ့တက်ရောက်လာရင်တော့ခုနကအဆိုးသွမ်းနေရပေးရောက်သွားတာမမရတခုပြောမယ်ဆိုရင်စကိုင်းမှာဘုန်းကြီးတို့ကြောင်းတောင်းလေးတနေရကအဲ့ဒီကသွားရင်ကြက်သိမ်းထားတယ်ဘာကြောင့်လို့မသိဘူး အလုံးကလည်းညံနေဆိုမသွားရကြတော့အဲ့နေအဲ့နေရောက်တဲ့ရင် စိတ်ကတမျိုးဖြစ်တယ်အဲ့ဒီနေရာကိုဘောရိပင်နဲ့ဆိုင်လိုက်ရောအကျသိန်းထတာလေးလည်းပျောက်သွားတယ်တော့နေဝီယူကြီးလည်းခုနအဲ့ဒီနေရာရောက်လို့စိတ်ထဲမသားမရမကြည်မလဲဆိုတာလည်းဖြစ်တော့ဒါတကယ်ပဲမြင်တော့မမြင်အောင် ြင်တော့မမြင်အောင်ဘာမှမမြင်အောင်ဒါပဲလို့ပြောင်းလဲမှုတွေရှိတယ်စိတ်ခံစားမှုမှာပြောင်းလဲမှုတွေရှိသွားတယ်အဲ့တော့စဉ်းစားပြီးတော့ကြည့်ရတာတော့မြတ်စွာဘုရားရဲ့ဗောဓိပင်စိုက်လိုက်တဲ့အခါမှာဗောဓိပင်စောင်းတဲ့တကူကြည့်တဲ့နှက်ရောက်လာပုံရရှာလာတဲ့အခါအဆိုးအသွမ်းတွေပေးဖယ်သွားကြရှိတော့ဒါဘုဆိတ်ကြည့်တယ် တော့တင်ညိုက်နေမှာလည်းပဲမျိုးပြတီထောင်လိုက်လို့တကူကြည့်တဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်တော့ခုနတကူမရှိတဲ့သိုးသားနဲ့နှက်တွေပါတွေကပေးရောက်သွားတာဖြစ်တယ်လည်းဖြစ်နိုင်မှာဖြစ်နိုင်တော့မြတ်စွာဘုရားကိုယ်တိုင်ကပါတလိပုတ်မျိုးကြီးတည်တဲ့ခါမှာနှက်တွေနဲ့များတိုက်ပင်ပြီးတည်ထားသလားလို့ ထင်ရလောက်အောင်ပြုတ်ခွက်ရခွက်တွေချထားပုံမှာလူတွေတွေနေရဥရမဟုတ်ပဲနဲ့နတ်တွေကပါ နေရဥနေတာကိုမြတ်စွာဘုရားပြန်ရတယ်။ပြင်တို့ရှန္နနာကိုမိတ်တယ်။ဒီပါရလိပုတ်မျိုးကြီးကိုဘသူတွေလဲတဲနေတာဆိုသူနေတာနဲ့ဝတ္တကာရမကြည့်လို့ပါဖြစ်အောင်